လက်ကျေးရွာလေးရဲ့အစွန်မှာတစ်ပင်ကြီးတွေဝိုင်းရံထားတဲ့အိမ်ဟောင်းကြီးတစ်လုံးရှိတယ်။ကျေးရွာသားတွေကဒီအိမ်ကိုအသက်ရှင်နေသေးတဲ့အိမ်လို့ခေါ်ကြတယ်။တကားမှာကျက်တုံဤတိုင်တွေမှန်ကွဲအိုးတွေချိတ်ထားပြီးညဘက်ရောက်ရင်မိခိုးတွေလိမ့်ထွက်လာသလိုလေတွေကတရွှေရွှေအတန်နဲ့ဝင်လာတတ်တယ်။တညမှာကျေးရွာကလူငယ်တယောက်ဖြစ်တဲ့ထွန်းလင်းဟာစိန်ခေါ်မှုအနေနဲ့ဒီအိမ်ထဲမှာတညလုံးနေဖို့ဆုံးဖြတ်လိုက်တယ်။ ညနေ9:00နာရီကျော်မှာသူအိမ်ထဲဝင်တော့မိကွက်မိမ့်မိမ့်နဲ့နေရန်ပေါ်ကဓာတ်ပုံဟောင်းတွေကိုမြင်လိုက်ရတယ်။1900ပြည့်နှစ်ကလူတွေရဲ့မျက်နာတွေအနက်ရောင်ဝတ်စုံတွေနဲ့ကလေးတယောက်ရဲ့ပုံက သူ့ရင်ကိုဆွဲညိရေးစတဲ့ကလေးကလက်ထဲမှာကျင်းနေဘူးတလုံးကိုချုပ်ကင်ထားတယ်။တကောင်ကြတော့သူအိပ်ရာထဲလဲနေစဉ်အောက်ထက်ကနေခြေတံကြားလာတယ်။လှေကားထစ်တိုင်းမှာအတန်တွေကြားလာပြီးသူ့အခန်းကားကိုဖြွင့်တန်ကြားရင်ချွေးတွေပြန်ကားမိအိမ်ကိုကင်လိုက်တယ်။ တကားပြင်ပတ်မှာကလေးတယောက်ရဲ့ခြေဖနှောင်းတွေမြင်လိုက်ရတယ်။နောက်တမိနစ်မှာပဲသူ့ပခုံးပေါ်ကိုအေးဆက်တဲ့လက်တစုံဖြည်းဖြည်းချင်းတင်လာတယ်။ထွန်းလင်းဟာလှဲကြည့်လိုက်တဲ့အခါဓာတ်ပုံထဲကကလေးကသူ့မျက်နှာနဲ့ကဲ့၍ရက်နေတာကို တွေ့လိုက်ရတယ်။ကလေးရဲ့လက်ထဲကဘူးထဲမှာမိခိုးမဲတွေလဲနေပြီးငါ့ကိုလှုပ်ပေး။လှုပ်ပေး။ လို့အတန်တုံလာတဲ့ထွန်းလင်းလဲကျသွားပြီးညလုံးမိတ်လိုက်တဲ့အခိုက် သူ့နားထဲမှာကြေးရွာအိုးအိမ်တွေမီးလောင်ပြီး ခလေးငိုတန်တွေပြင်းထန်စွာကျလာတယ်။မနက်မူလင်းတော့ကြေးရွာသားတွေကထွန်းလင်းကိုအိမ်ရှိခြံထဲမှာတတိလေလဲကျနေတာတွေ့တယ်။သူ့လက်ထဲမှာကြေးနီဘူးဟောင်းတလုံးကို ချုပ်ကင်ထားတယ်။ကြေးရွာအဖိုးအိုက သူ့ကိုကြည့်ပြီးဒီဘူးထဲမှာမီးတွေးခဲတွေနဲ့အတူ ခလေးဝိညာဉ်တွေပိတ်မိနေကြတာနှစ်တရာရှိပြီး လို့ပြောရပါတယ်ထွန်းလင်းကြည့်လိုက်တဲ့ဘူးထဲမှာညာဘက်ကမြင်ခဲ့တဲ့ကလေးရဲ့မျက်နှာပါလာတယ်။အဲဒီညာကဆပြီးထွန်းလင်းဟာညာတိုင်းအိပ်ရာထဲမှာကျင်းနီဘူးထဲကအတန်တွေကိုကြားနေရတယ်။တခါတလေမှန်ထဲမှာသူ့နောက်ကိုကလေးတယောက်လိုက်နေတာကိုမြင်ရင်သူ့ရဲ့ကြောပြင်ပေါ်မှာအေးဆက်တဲ့လက်တွေထပ်တင်လာပြန်တယ်။